ဒီဆိုင်ကကျွန်တော်တို့နာကူရန်ကုန်သီးသန့်မီးသက်တပ်ဖွဲ့ကတပ်ဖွဲ့ဝင်ထက်ဖို့ရဲ့အမေရဲ့ဆိုင်ကျွန်တော်တို့တွေမနက်အစောကြီးမီးလောင်မြင်သွားရင်ပဲဖြစ်ဖြစ်မနက်အစောကြီးလူနာသွားပို့လို့ရှိရင်ပဲဖြစ်ဖြစ်ပြန်လာတဲ့သူ့အမေဆိုင်မှာလေအဲ့အတုတ်တွေဘာတွေဝင်ပြီးတော့ဂုံးစင်းတာပဲသူ့အမေကလည်းအတင်းရဆိုလာသမျှလို့အကုန်ထိုင်ကြွေးတာခမညာ တခါတည်းကျရင်ပါဆယ်ပါထုတ်ပေးလိုက်သေးတယ်အဲ့လိုမျိုးသူ့အမေလည်းသဘောကောင်းချက်ကျွန်တော်တို့ဆိုဒီမှာခဏခဏလာစားတယ်အရင်ဆိုထမင်းတွေပါစားတာဘယ်လဲကောင်းလားဆင်းပြေလားကိုဆိုင်ရတော့ဗျာမနက်မိုးလင်း breakfast အတွက်အဓိကထားရအောင်တာဘာတွေရလဲဆိုတော့အစုံတုပ်အစုံတုပ်ကိုမှဟိုမှာထမင်းကတစ်စလုံးကြီးရှိသေးတယ်ကျွန်တော်တို့လိုမနက်စာကိုထမင်းပါမှဘိုက်ဝရတယ်လို့ခံစားရတဲ့သူတွေအတွက်ဆိုတော့ဒီဆိုင်ကရှယ်ပဲဒီမှာအစုံတုံးနဲ့အတုတ်တွေကတော့အများကြီး ျွန်တော်ကတော့အဆုံသုတ်ပဲစားရတယ်။အဲအဆုံသုတ်နဲ့ထမင်းနဲ့ပြီးရင်အမှဟင်းကားလေးအဲဟင်းကားလေးဗျာကြာစံဟင်းကားလားမှတ်ကြတယ်။အထဲမှာအဲမှုန်ရွက်တွေရောဘာတွေရောညာတွေစုံနေတာပဲ။အဲ့ဒါလေးနဲ့တောက်စားပြီးတော့ရှူးရှူးရှဲရဲပဲ။ဆိုင်နေရာတောင်းကလာမြို့နယ်တန်သူမှလမ်းမပေါ်တောင်းကလာဖះမရောက်ခင်သားလေးမှာပဲ။အဲ့နားမှာအဲအတုပ်ဆိုင်ဖះပဲချမ်းမှာပဲ။အဲ့ဒီဆိုင်မဲရှိပါလေ။ကျွန်တော်တို့တွေလာတိုင်းဖရီးကျွေးတယ်ဆိုပေမဲ့တကယ်ကောင်းလို့မိတ်ဆွေတို့လည်းစားခြင်းသွားစားကြည့်လို့ရအောင်ကျွန်တော်ပြောပြပေးတာပါခင်ဗျာ 보이지. 개소리 bye bye.